မြန်မာနိုင်ငံကအာဆီယံဒေသတွင်အောက်ခွန်ပေါင်းစည်းရေးလုပ်ငန်းစီမံချက်မှာပါဝင်နိုင်မှုလုပ်ငန်းပိုင်းဆိုင်ရာဆောင်ရွက်ထားရှိမှုအဆင့်ကဆစ်ဆရာကနှုန်းကျော် PC နေပြီဖြစ်တဲ့အကြောင်းအောက်ခွန်ဦးစန္ဒာကပြောလိုက်ပါတယ်ဥဒါဇင်သတင်းပေးပို့ထားတာပါအာဆီယံစီးပွားရေးတိုင်ဝန်ရဲ့သဘောတူညီချက်အရဒေတာတွင်းနိုင်ငံတွေကြားမှာအကောက်ခွန်လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးအတွက်အကောက်ခွန်ပေါင်းစည်းရေးမဟာဗျူဟာစီမံချက်ကိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒီအတွက်မြန်မာကလည်း အာဆီယံဒေတာဘင်းကောက်ခွန်ပေါင်းစည်းရေးစီမံချက်မှာပါဝင်ဖို့အတွက်လုပ်ငန်းဆိုင်ရာဆောင်ရွက်ထားရှိမှုတွေစီစဉ်နေပေမဲ့အခက်အခဲတချို့တော့ရှိနေပါတယ်။ကျွန်တော်25ချက်ကျွန်တော်ရှိပါတယ်။အဲ့တော့မဟာပြူဟာ25ချက်ဒီတစ်ခုချင်းတစ်ခုချင်းကျွန်တော်ဆောင်ရွက်နေတဲ့အပိုင်းကျွန်တော်ရှိပါတယ်။တချို့အပိုင်းတွေစီကျွန်တော်သိမလုပ်နိုင်သေးတဲ့အပိုင်းမလုပ်နိုင်သေးတဲ့အပိုင်းဆိုတာကဒါစီကျွန်တော်ဒီပိုင်းတစားတော့ကျွန်တော်လုပ်နေတဲ့အနေအထားလေးတွေကျွန်တော်ရှိပါတယ်။အခုကျွန်တော်မလုပ်နိုင်သေးတဲ့ဆိုရင်တော့ WTOV နဲ့ပတ်သက်လို့ကျွန်တော်ကမသုံးနိုင်သေးဘူး။စောစောကျွန်တော်ရှင်းပြရဲမှာလည်းပါတယ်။ဒါအကောက်ခွန်ဥပဒေကိုကျွန်တော်ပြင်ရတဲ့အနေအထားရှိတယ်။အခုဥပဒေပြင် ်ဥပဒေမှာကျွန်တော်ပါလာပြီ PCA ဆိုရင် Post Clearance Order ဆိုရင်အရင်တုန်းကကျွန်တော်ဥပဒေမှာမရှိဘူးဥပဒေမရှိလို့ဆိုတော့ကျွန်တော် train လုပ်လို့မရဘူးဒီပေါင်းစည်းမှုကတဆင့်မြန်မာကလာမယ့်2018ခုနှစ်နောက်ဆုံးထားပြီးအကောက်ခွန်နှုန်းထားတွေကို၃ညရာခိုင်နှုန်းအထိရှင်းချရမှာဖြစ်လို့အခွန်အောက်ရရှိတဲ့ဝင်ငွေကဆုံးရှုံးသွားမှာဖြစ်ပေမဲ့တစ်ဖက်ကလည်း ခွန်လန်းတွေရှိတဲ့မျောလင်းချက်တော့ရှိပါတယ်။ကျွန်တော်စီမှာကုန်ကျန်းတွေပေါ်တယ်။လိုအပ်ကားတွေဈေးပေါ်တယ်။ဈေးဆက်လာတာပေါ့။နော်အဲ့တော့အဲ့ဒီတွေအပေါ်မှာမူတည်ပြီးတော့မှကုန်ကျန်းတွေကိုကုန်ကျော်ဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်မလဲ။အဲ့ဒီက cost တွေကျွန်တော်ဘယ်လိုလုပ်မလဲ။ Channelization သူရဲ့စံနှုန်း သတ်မှတ်ချက်တွေ criteria တွေဒါတွေကိုကျွန်တော်တို့ဘယ်လိုလုပ်နိုင်မလဲအဲ့လိုလုပ်ပြီးတော့မှကျွန်တော်တို့သူများနိုင်ငံကိုကျွန်တော်ပြန်ပြီးတော့ပို့ရမယ်ဒီတိုင်းကျွန်တော်တို့အခုလောလောဆယ်ငွေရလွယ်တယ်ဆိုတော့ကျွန်တော်တို့ holy opinion ကိုကျွန်တော်တို့ပို့မယ်အစားဒါ value added ဖြစ်အောင်ကျွန်တော်လုပ်ရမယ်လုပ်ပြီးလို့ရှိရင်ကျွန်တော်ပို့ရမယ်ပို့လို့ရှိရင်ကျွန်တော်တို့အတွက်လည်းဒါဒီအခွင့်အလမ်းကြီးမနှဲပါဘူးအခွင့်အလမ်းတွေကျွန်တော်အများကြီးရှိမယ်အနေထားတွေဖြစ်ပါမယ်ဒီပြင်မြန်မာကအာဆီယံနဲ့အခြားမိတ်ဖက်နိုင်ငံကြီးတွေဖြစ်တဲ့တရုတ်ကိုရီးယားဂျပန်ဩစတြေးလျနယူးဇီလန် အိန္ဒိယနိုင်ငံတို့နဲ့အကုံတွယ်မှုဆိုင်ရာဗဟုတုညင်မှုတွေထားရှိပြီးဖြစ်လို့ခွန်းလန်းတွေရှိနေပါတယ်ခင်ဗျာကျွန်တော်တိုက်စင်ဒရင်ပေးပို့ထားတာပါ